ညာရေးဥဆောင်နိုင်ရကများ မာဝိတုဒ္ဒယုံဆရာတော်ကြီးချမှတ်ထားခဲ့သောပညာရေးဘုံဝါဒကိုဆက်လက်ထိန်းသိမ်းဖို့လည်းလိုအပ်၏ဆရာတော်ကြီးအကျဉ်းခံယူဆနေစစ်စေးနီးဆုံးဖြတ်နီးတို့မှာသူမတူအောင်ကောင်းမွန်လာ၏ထိုနည်းစနစ်များကြောက်ပြက်ရန်မသင့်ချေထိုမူဝါဒနည်းစနစ်များကိုဆက်လက်ထိန်းသိမ်းရန်ပြည့်ရတဲ့ဉာဏ်အမြင့်တန်၍ကျန်းကန်အရရနှံ့ဆက်လိမ္မာတော်မူကြသော ပညာရေးလက်ယုံတပည့်ကြီးများကတာဝန်ယူကြ၏တစ်အရှင်ဆန္ဒပြုဝင်သစာပစ္စယဒီပဏီကျမ်းပြုနှစ်အရှင်စာရိတ္တပုတ်စစ်ဂန္ဓိကျမ်းပြုသုံးအရှင်အကဓမ္မပြုဝင်သမုဒ္ဒဘောဓနေတ္တယကျမ်းပြုလေးအရှင်ဝိစီယအတာမိပြုဝင်သမကရစနကြနီတိနှင့်၎င်းနေတ္တယကျမ်းပြု nga အရှင်နာရတာပြုဝင်သားလန်ဒန်ပု္ပ္ပာအဖြစ်ကြံပြု6အရှင်ကောတန်လာပြုဝင်သားဗေဒစေနာနှင့်ကစ္စယာနတာရဂန္တိကြံပြုထိုဆရာတော်တို့သည်ဆရာတော်ကြီးအထံမှလက်ဆုပ်လိုက်ကန်ရရှိသောနိစနစ်တို့ဖြင့်ပို့ချကဝိတ္တဒါယုံပညာရေးမူကိုထင်းသိမ်းတော်မူကြသည်ပြိရကတ်တိုက်အုပ်ဘုံကြီး အထင်းအမှတ်စံကြောင်းကိုဝိတုဒ္ဒာယုံပြိရကတ်တိုက်ဟုကပီးတင်လိုက်၏၁ဆရာတော်ကြီး၏ကြီးယုတ်ပုံတော်နှင့်တစ်သားယုတ်ပုံတော်များနှင့်အထုပ်ပတိကြောက်စာများ၃မင်းတုံမင်းကတ်လူအပ်သောပထမတစိ့တားတော်တီဘောမင်းကတ်လူအပ်သောဒုတိယတစိ့အင်္ဂလိပ်အစိုးရကတ်လူအပ်သောတတိယတစိ့တော်များနှင့် အခြားပြိဘောကများ၄ ပြည်ကကျန်းစာအုပ်များပြည်စာများတင်းစာများကိုတင်စီထား၏ထိုပြည်ကတိုက်ကြီးကိုစောင့်ရှောက်ရန်မြစီမဒေတာအိန္ဒိယမှလိုက်ပါလာသောဖုန်တော်ကြီးဦးတုံတရကိုရွေးချယ်ကြ၏ထိုဖုန်တော်ကြီးသည်မြန်မာပြည်ပခန့်နယ်ဘက်က ဖြစ်သည်မြစီမဒေတာဟိမွန်တာတို့သွား၍ရတိဝိဟံရွေချက်ဖြင့်ကုတိနာယုံတို့ရောက်နေနှင့်၏မဟာဝိတ္တုတ္တယုံဆရာတော်ကြီးများနှင့် တွေ့ကြုံရာယဟန်ပေါင်ဝင်လာခဲ့၏ကုတိနာယုံမြောက်ဖက်တေဇောတက်အကုန်မီအနီးမြစ်တွင်ရွှေဘိုတမာယုရွှေပန်းကုန်းကဆရာတော်များနှင့်တိုက်ပါလာသောတကားတယောက်နှင့်အတူယဟန်ဖြစ်၏ပိရကတိုက်အုပ်အလုံးမှာဆိုခဲ့ပြီးသောပစ္စည်းများကိုထိမ့်သိမ်းဆောက်ရှောက်ရန်နှင့်ပိရကစာအုပ်များအထုပ်အသွင်းတာဝန်ခံပြုလုပ်ရန်ဖြစ်၏ဝိတုဒ္ဒရာယုံအထင်းအမှတ် ဆရာတော်ကြီးလွန်တော်မူပြီး1296ခုနှစ်ကစ၍ဝါဇိုလဇန်၈ရက်နေ့တိုင်းတတိတရအထိတ်အမတ်ပွဲကိုပြုလုပ်ခဲ့ကြ၏အထိတ်အမတ်ပွဲအစီအစဉ်မှာပြိတ္တတိုက်ကြောင်ကြီးဆရာတော်ကြီး၏ပြိတ္တတိုက်ကြောင်ကြီးရှိဆရာတော်ကြီး၏ကြေးရုပ်ပုံတော်ကိုမန်ကုံပန်းဆိုင်တို့ဖြင့်မွမ်းမံချေလေလေရဲ့ပုံတော်မျက်မှောက်၌တရွှေကျင်နီ နိကာယဥက္ကဋ္ဌဆရာတော်အမှုရှိသော မန္တလေးအမရပူရာဇဂိုင်းမြေမျိုး စားသောဌာနတို့မှ ရွှေကျင်ကိုင်းနာယကဆရာတော်ကြီးများကဆရာတော်ကြီးဤဂုံကျေးဇူးကို ပြောဆိုဩဝါဒပေးခြင်းနှင့်တန်ဝေကဂါရာတို့ဖြင့်ရေတာရွတ်ဖက်ခြင်းများပြုလုပ်တော်မူကြသည်ဤနေရာ၌ထောင်သောင်းအနစက်တခုနှင့်ဝါဇိုလာဇန်ရှိရနေ၌ပြုလုပ်သောအထိမ့်မဲ့ပူဇော်ပွဲနေ့တွင်ဝိတုဒ္ဓယုံ ကာဘဝိတုမှတ်လိုက်ဥစ္ဆန္နာဇောတိရေတာပူဇောအပ်သောနှစ်ဂါထဖော်ပြပါမည်၁တိမာထေရတိဝရုလကာလောတေကနတာမိနောဂဏိတောဝိတသင်္ချာယတွေတာလိတမတိတ်ကမိတိမာပါရမီစဘုံတတသုံးဖို့လေယုံထူတောင်ပညာရောင်အကြီးအချင်းဖြင့် တီကြည်ရင်တမာတိလက်ဝယ်ရှိတော်မူထသော ထေရရွှေကျင်သာနာပိုင်းမန္တိုင်မြီယာကနာဓိပတိ သမှုတိဥက္ကဋ္ဌဓမ္မတေနာပတိကံဤဥကံသာနာပိုင်းဖြစ်တော်မူသောကျေးဇူးရှင်ဆရာတော်ကြီးဖေယာတီတီလဘက်မရှိသမာဓိမရှင်သာပညာမှာမနိုင်အပ်သည့်ဂုံမြတ်သခင်ကျေးဇူးရှင်ဆရာတော်ကြီးဤ ဒီဝရုလကာလောဝရိအရုဇသူတတနာခောယပြီးတော်သားမြနန်းသူကြွလှမ်း၍တက်ရောက်တော်မူရာ အခါသည်ဝတ္တတင်ချာယမှတ်တမ်းတင်စရာတင်ချာအပိုင်းအခြားအရေးတွဲအားဖြင့်ဂဏိတော်ဘေခုဘေခိဘေတက်ကတိဟုအနှစ်နှစ်မှန်းဆလျက်ကနန်းချရေးသွဲပြီးရှိတော် ထွေတာလိတံပြန်လွန်တော်မူရာကောစာတွက်စစ်52နှစ်တိုင်တိုင်ပင်အတိတ်ကမီလွမ်းစရာအရှိန်မပြေအချိန်တွေကြာညောင်းလျက်အော်အခါနောက်အခါလွန်သွားခဲ့ပါဤတဖျားနှစ်ဝတတော်စီယာတီတော်သည်ယာဝစ်စင်စီနိယာကုလံတာဝနွာယောတ ဇီဝတိတန်ရခမနိယပဒံဒီမှာအကျင့်လောက်လုံးသီလဂုံ ကဘာတိတဖြင့်တမာတိဒီကြီးပညာရည်တကွန်လွန့်လျက်အလွန်အမင့်ခိုင်မြဲတော်မူပေသော ထေရမင်း30အပူဇော်ခံဝရိယံထက်ပွေကျက်တည်ဂုံတင်ကျေးဇူးရှင်ဆရာတော်မြတ်ဖေယကနတာမီနောဂိုင်းစီတန်ကေ ဥယျာတဖူဒဂွန်ထူလွှင့်တင်ဂိုင်းဘရင်ဖြစ်တော်မူပြီးသော တဝကဏ္ဍအဓိပတိဂိုင်းမိဖခင်ဂျေဇူးရှင်ဆရာတော်မြတ်ဖရာကြီးဤတောဒီဝရုလကာလောထူအထနဗန္တာတာဝရင်သာမြနန်းတို့ကြွာလန်ဆက်ရောက်တော်မူသောအခါသည်စီယာတိတအကာလောတစ်နှစ်တစ်နှစ် အရေးရအချင်းမတီးသဖြင့်ပဝေနီရှိခိအတိတ်ဖြစ်၍ပြောင်းလဲကြညောင်းခဲ့ပါပြီဖေယဟိရှင်တို့ပင်အမှန်နတ်ပြည်ဆန်တက်ကတိအတိတ်ဖြစ်၍ပြောင်းလဲကြညောင်းခဲ့ပါတော်လေကနတာမီနောတကိုင်းလုံးကျိုးကိုင်းအာနာပိုင်တမုတ်ရသည့်ဩခရဘရင်ဂိုင်းရှင်ကြီးဖြစ်တော်မူသော တဝကာနာဓိပတိဂိုင်းဤဖခင် ကျေးဇူးရှင်ဆရာတော်မြတ်ဖေယာကြီးဤအနွားရောအနွေတော်အဆက်ဆက်နောင်မပြည့်အရေးပြီးဖို့သွေးစည်းထူထောင်ကောင်းအောင်မြင့်တင်လက်ရွေးစဉ်ရွှေကျင်ခိုင်းတော်ကြီးတီကရာဝိဇမြင့်မြတ်သည့်အရှိန်အစော်ဖြင့်ဇီဝိန်တော်စုမတိယခုနှစ်တိုင်အောင်နေရာကုလံပြတ်သားတိကျဝိဝါဒမဝင်လက်ရွေးစဉ်မူအားဖြင့် သူတပားမကန့်ကွက်အနောက်အရှင်မရှိပဲတဇီဝောအတိအာယုဥဒ္ဓမာစဝိညာဏအကြောင်းခံညီမျှလျက်ဇီဝခောဝိညာဉ်တော်မစိတ်ဂိုင်းစိတ်သက်ဝင်အသက်ရှင်လျက်အမှန်ပင်ရှိနေပါသည်ဖေယထေရဘုံဟွန်ကံဟွန်ညံဟွန်လွှမ်းမူပွားတိုးစီပင်ကျေးဇူးရှင်အရှင်မြတ်ကြီးဖေယ မယံဝိတုဒ္ဒယုံရွှေဘုံတက္ကတုဂုံရိတ်ခုမှွေလျောဖရာတပည့်တော်တို့သည်တံတို့ဝิญဉ်ပူဝင်လက်ရွေးစင်စပူရစ်ရွှေကျင်ကိုင်းတိဟုသော အမွေအနှစ်ကိုနိယာပတံခိုးထိုက်လူယူရန်သူကင်းဝေးအဖြတ်ပေးမရှိအောင်ရက္ခာမကျင်းနိမှန်ကန်အတိတ်တံဖြင့်စိတ်တံချင်းမြောက်ကာကွယ် ဆောင်ရှောက်ကြပါကုန်အံဖေရပုံညာဂါရီအတင်း1280ပြည့်နှစ်ဆန်းလင်းစံကင်းတို့ပြန်လေကြွရောက်တည်င်းသုံးပါမိအကြောင်းတပည့်တကာတကာမများ လာရောက်ပြင့်ကြပြန်သည်စံကင်းတို့ရောက်သောအခါမိမိတပည့်ចောင်းသားဟောင်းများကို ပြန်လေစုယုံထိန်သိမ်းရန်စဉ်စားရသည် မထိန်သိမ်း၍မဖြစ်ပုထုဇဉ်တို့တဘာဝတည်ငြိမ်မှုမရှိ လှုပ်ရှားပြောင်းလဲသွားတတ်သည်ဆရာကြီးအစုံအမနှင့်ကင်းလင်မြည်ဝေသောချိန်ပမာခတ်မှကျဆက်မကောင်းမှုတွေအထက်ထက်နှင့်ပျက်စီးတတ်သည်ထို့ကြောင့်ဆရာတော်သည်ဥရေငါရဲ့ပြတ်ထန်၍ပုံညကားဒီအမည်ဖြင့်ចောင်းသားဟောင်းများအသင်ဖွဲ့စည်းလေသည် ဥပရေငါချက်1ရွှေချင်းကိုင်းကြီး၏ဦးစီးအချုပ်ဩခရာဖြစ်တော်မူသော မာဝိတ္တုဒါယောဆရာတော်ဘုရားကြီး ပြန်လွန်တော်မူသောဝါဆိုလာဇတ်၈ရက်နေ့တွင်နှစ်စဉ်အထိမ်းအမှတ်ပွဲပြုလုပ်ရခြင်းနှင့်ငါးပါးသီလနေ့စဉ်မပြတ်ဆောင်းထင်းရခြင်း၃တလလင်အနည်းဆုံးတစ်ကြိမ်ကျဆရာဖုန်းတော်ကြီးထံစီကတ်ဩဝါဒခံယူရခြင်း၄အရှုံးအနိုင်လောင်းကစားခြင်းမှရှောင်ကျဉ်ရခြင်း၅မိဘဘိုးဘွားတို့ကိုဆွမ်းအားရှိသမျှပြုစုလုပ်ကြွေးရခြင်းဤဥပဒေချိုးဖောက်တော်အတင်းသားသည် မြည်ရီတထံចောင်းတို့ပို့ရမည်ဟုသတ်မှတ်ထားသည်၎င်းဥပဒေအရဝါဆိုလာဇန်၈ရက်နေ့သို့ကြာရောက်တိုင်းအထိအမှတ်ပွဲပြုလုပ်ကြသည် လူဒန်းကျွေးမွေးခြင်းရုတ်ဖက်ပူဇော်ခြင်းစသည့်တို့ဖြင့်စီကားညံဆိုင်လှသည် အထိအမှတ်ပွဲ၌ရုတ်ဖက်သောဘုံတော်ပွဲရတုဩဘာစာစသည့်တို့ကိုဆရာတော်စံကင်းဝါကျောင်းဆရာတော်ရွှေဘူးနှင့်မုတ်ဆိုးကြုံဖုန်ကြီး ဥပန်နေဆာတောင်တွင်းကြီးနတ်မီတော်ရအရှင်ဩဂထာနှင့်ဓနုဖြူကန္နာယောဓမ္မကတိက ဥပညေနယခုဝနာကျော်ထင်းဥပဒံစသည်တို့ကဖွဲ့ဆိုပူဇော်ကြသည် အမှတ်၃ဥပဒေအရလာဇန်ရှိရဲ့နေ့ညင်တိုင်းကျောင်းသို့လာ၍ဩဝါဒခံယူကြရသည်ထို့ကြောင့်၅ပါးတိလမြဲရမည်အလောင်းအစာကင်းရမည် ူကြီးမိဘလှုပ်ကြွေးရမည်ဟုသောဥပဒေတိုးလဲလုံခြုံပြီးဖြစ်တော်သည်ဥပဒေချိုးဖောက်သူအချို့မှရေတံထမ်းကြရသည် တခါကဆရာတော်ညောင်တုံးသွားစဉ်လာဇန်းရှိရဲ့နေနဲ့တိုက်ဆိုင်နေရအစီအဝေးစီဝေးမြေစီဝဲကြ၍တခါဥပဒေကျွလွန်လင်ရေတံနှစ်ခါကျွလွန်လင်ငွေတံသုံးခါကျွလွန်လင်ကြော်ညာတံ လေးခါကျူးလွန်လင်အသင်မှအပတံဟု ဆုံးဖြတ်ကြသည် ထိုဆုံးဖြတ်ချက်ကိုဆရာတော်သဘောမတူပေ ထို့ကြောင့်ထိုဆုံးဖြတ်ချက်ကိုပြဖြတ်တော်မူသည်ဘုန်းကြီးတော်ဘယ်နှခါကျူးလွန်ကျူးလွန်ရည်တံပေးပေးမယ်အသင်ကထုတ်တယ်ဆိုတာမကောင်းဘူးမင်းတို့ညီငယ်တယောက်ရည်ရဲဆင်းစော်လို့ရင်နစ်နေတယ်ဆိုရင်သူဆော့လို့နစ်ထားပဲဆိုပြီးဒီအတိုင်းပြစ်ထားကြတော့မလားစော့ပြစ်ရှိပြီမဲ့ကြရမှာပဲ ီအတိုင်းပဲသူ့အပြစ်ရှိပြီမဲ့အတင်းကပြစ်မထားတင်ဘူးမြေမြတရားလမ်းကြောင်းကြာ၍သဘောထားမှန်ကန်ပါသည်ဤတို့ဖြင့်ဆရာတော်ဤတပည့်တို့သည် ပုထုဇဉ်ဖြစ်တော်လဲကလျာဏဂိုင်းဝင်များဖြစ်ကြရတော်ဤပုံညကာလီအတင်းသာဟောင်းပုံရကာရီကြောင်းသောအတင်တီထောင်ဖွဲ့စည်းလိုက်သည့်အတွက်အချင်းချင်းရင်းနှီးပြီးစုပေါင်းဆောင်ရွက်သည့်စွမ်းအင်ကိုတွေ့လာကြသည်တယောက်ကောင်းဖြစ်မအောင်မြင် တရားဆောင်မအောင်မြင်သည်ကိုယုံကြည်အားကိုးလာကြသည်တလတချင်းဆရာတော်ထံတွင် လူသားတယောက်၌ရှိတိုက်သော သဘောတရားရေးပို့ချချက်တို့ကိုနာကြားရသောကြောင့်လောကအပေါ်ပဝန်းကျင်အပေါ်အချင်းချင်းအပေါ်သဘောထားမှန်လာကြသည်အကျိုးမဲ့သုံးဖြုံခြင်းကိုရှောင်၍ဝိတမလောဘကင်းသော စီးပွားရေးဝါဒကိုလက်ကင်ပြုလာကြ၏ဤသို့သောဝိတ္တလက္ခဏာတို့ကို မြင်လာကြသော ကိုရှင်းကျော်ကိုသက်ပြီကိုပပြီစသည့်တွတ်သက်သောလူငယ်အစိတ်အပိုင်းကပုံညကာလီအတင်းနှင့်ပူပေါင်းလာကြ၏ပုံညကာလီကို တက်ကြွစွာဥဆောင်လာကြ၏ဆရာတော်သည်လူငယ်တို့၏တက်ကြွသည့်စိတ်ဓာတ်လမ်းမလွဲစေရန်မူမှန်သောလောကဓမ္မကြီးပွားရေးလမ်းကြောင်းကိုမိမောင်းထိုးပေး၏သို့တော်တခါတခါလမ်းချော်မိအရေးအခြေတွေ့လာရသည်၏ ကိုပဖေသည်ယင်းစကားဤတာရကဖြစ်ဤသူသည်စိတ်တထထံဤမဟုတ်မခံအသင်ကြီးပွားတိုးတက်ရင်ရရွာကြီးပွားရေတာနာကြီးပွားရေတို့ကိုဆွေးနွေးသည့်အခါလက်သီးလက်မောင်းတန်း၍ဒေါမန်ဘာဘာပြောဆိုဆွေးနွေးလေရှိ၏သူအကြောင်းကိုဆရာတော်သိသောအခါကုစုစိမ့်နဲ့တက်ကြွတာတော့ကောင်းပါရဲ့ဒေါရစိမ့်နဲ့ဆိုရင်တော့မကောင်းဘူး လူနှစ်ယောက်ရံဖြစ်တယ်ဆိုပါစို့တယောက်ကအရိုက်ခံရတယ်တယောက်ကရိုက်တယ်ဒီနှစ်ယောက်ဘသူပူနာမယ်ထင်တယ်လေရိုက်သူကပူနာပါတယ်ဖေယားစိတ်ကြောင်တတ်တယ်ဆိုပါတော့အသက်ခံရတဲ့စိတ်ကတဘဝပဲတတ်တဲ့သူကစိတ်မွေးနဲ့အမြားလောက်ခံရတယ်ဒီတော့ဘလောက်ပူနာတယ်လေဤသို့အကုသို့မရောက်အောင်မိနီပြတာဤကုသို့လန်းသို့ဖြောင်းတန်းစွာသွားရဲ့ မိစင်းပြဖွင့်ပေ၏ထို့ကြောင့်ပုံညဂါရီအမည်နှင့်လိုက်အောင်ကောင်းသောလက္ခဏာတို့ဖြင့်ဝေစာလာတော့၏